မန်စီးတီးနဲ့ဘုံမအောင်တင်လို့ပဲပွဲစဉ်ရှိပါတော့တကယ်ပွဲကြီးပွဲကောင်းဘယ်မှပွဲစဉ်ပွဲအခုကမန်စီးတီးကလည်းပြန်လို့ထားတော့သူလီဗာပူးနဲ့စာရယ်အာဆင်နယ်ကိုပို့ပြီးတော့ပြန်ရပေးနိုင်တဲ့အတင်ဘုံမရဲ့ဒီနောက်ဆုံးဒီရီရတာခဲ့တဲ့အဝေးဘွဲတွေတော့တက်ကြည့်နေတယ်တန်တဲ့ဘိုင်းတိုက်တဲ့ဘိုင်းကတော့ကောင်းတယ်ဒါပေမဲ့ခံတဲ့ဘိုင်းကဟိုးပြန်နေနေတာကတိတ်ကြီးအလုံးမပြည့်ဘူးဆိုတော့ဒီလား အင်္ဂလိပ်ညရဲ့17နိုင်ပွဲစဉ်လိုပဲဖြစ်တဲ့ကျွန်တော်တို့မန်စီးတီးနဲ့ဘုံမောက်အသင်းတို့ရဲ့ပွဲစဉ်ရှိပါတော့ဒါတကယ်ပွဲကြီးပွဲကောင်းဘက်မှတ်ပွဲစဉ်ပွဲလို့လည်းဆိုလို့ရပါတော့နော်အသင်းတို့ဟောတကယ်ကောင်းနေတယ်လက်တော်မှာဒါယာလီအစမှတာစမ်းသပ်မှုလေးတချို့ကြုံခဲ့ရတယ်မန်စီးတီးကဒါနောက်ပိုင်းခြေစုံပြန်ကောင်းလာပြီးတော့ဒါအစွန်ဗီလာကိုမထင်မှတ်ပဲ1-0နဲ့ရှုံးလိုက်တော့ဒါအာဆင်နယ်နဲ့အမှတ်ကွာတဲ့ခြေကနည်းနည်းပြန်ကြီးသွားတယ်နေသားဖြစ်သွားတယ်နော်လက်တော်မှာတော့ဒါမန်စီးတီးကသူအိမ်ဝင်း၃ပွဲသလုံးအနိုင်ရထားတယ်ဆိုပေမဲ့လို့ဒါ အာဆင်နယ်ကိုပြန်လိုက်မိဖို့တော့ဒါအလင်းမြန်ဒွဲပြန်ပြန်လူးထားဖို့လိုအပ်နေတယ်လို့ကျွန်တော်တို့ထင်တယ်။ဒါဘာကြောင့်လဲဒီဗီလာဘက်မှာရှုံးသွားတဲ့အရှုံးကြောင့်လဲအဖက်ကလူရင်စားရမယ့်ဘုံမောက်ကဒါအာဆင်နယ်ရဲ့အလီကတ်ဆုံးဂျန်လူတပွဲဖြစ်လာပြီးဒုတိယအနေအထားကိုကြောက်လာတယ်။ဘုံမောက်ကလည်းတော့မှ၈ပွဲဆက်ရှုံးပွဲမရှိဆိုတော့ဒါရှုံးပွဲမရှိအခြေအရုံးစံချိန်ကိုတင်ထားတဲ့အသင်းဖြစ်နေတဲ့အခြေအနေပေါ့နော်။အဲ့တော့ဘုံမောက်ရဲ့အနေအထားအဲ့လိုအနေအထားဒါမှတစ်ခုပဲဒီဘုံမောက်ရဲ့အဲ့ဒီရှစ်ပွဲဆက်ဆုံးပွဲမရှိစံချိန်ကဒါအေရီယာကွင်းမှာဒါစိန်ခေါ်ချက်တစ်ခုတော့ဖြစ်လာနိုင်တော့ညာတဲ့အစင်လာမှာဘုံမောက်ကမန်စီးတီး ပွင့်သွားကြတာအတာမရခဲ့တဲ့အနေအထားမျိုးကိုတွေ့ကြရတယ်ပေါ့နော်ကျွန်တော်အနေနဲ့ဒီပွဲစဉ်ကဘယ်အသင်းကိုအားပေးမလဲဆိုတာထက်တော့ကျွန်တော်ကတော့ကျွန်တော်တူဦးတဲ့တော့ဒီအဲ့ဒီရောက်ဝင်သွားကြတဲ့နောက်ဆုံး၉ပွဲသလုံးမှာ၇ပွဲက၉ရေပြန်လာနေမြူးပြီးတော့အကူပုံဝင်လာတာကိုကျွန်တော်တွေ့တော့ဒီပွဲစဉ်တပွဲကလည်းဒါဘုံမောက်ကတိုက်စစ်နှုတ်အားနှုတ်ကလည်းတဝန်းနှုတ်ကမြင်နေတဲ့အချိန်ဆိုတော့၉ကမြူးမလာဘူးပေါ့နော်ကျွန်တော်အနေနဲ့ဆိုတော့ဒါမချင်မြဲနဲ့ပဲရွေးချယ်မယ်ဆိုတော့ကျွန်တော်ဒီပွဲက၉မြူး နိုင်တယ်လို့ပဲကျွန်တော်ကတော့ယူဆပါတယ်ဆရာတို့ရဲ့အမြင်လေးကိုကျွန်တော်မန်စီးတီးကတော့တော်မတင်မဲ့ပဲလေအက်စတွန်ဗီလာရဲ့အိမ်ခွင်းမှာရှိုးသွားတယ်အဲ့တော့ကဟိုကိုသွင်းခွင့်တွေတော့သူတို့ချုပ်ရရပြီပဲလေအဲတကယ်ကန်ချေခဲ့ရတယ်လည်းရှိတယ်အက်စတွန်ဗီလာရဲ့ဒီပတ်စံလေးတွေရလေမန်စီးတီးဘော်ဒိုအဖြတ်ပိုင်းအားနေသွားတာလေအဲ့လိုမျိုးသူတို့ခံစားလိုက်ရရှိုးခွင့်ကြုံသွားတယ်မန်စီးတီးလီဗာပူးချယ်ဆီအပီဂရက်ဘာ၃သင်းစလုံးရှိုးခွင့်ကြုံတော့ ဆိုတော့ဒီဒီပရီးမီးယားလီဂ်တမိုင်းပါဆိုရင်ဒါလွန်ခဲ့တဲ့20လောက်မှာဒါပထမဆုံးအချိန်ပဲမန်စတီးလီဗာပူးချက်စစ်အဲ့လိုမျိုးရှုံးတာရှုံးမွေးကြောင်းရတယ်ဆိုတော့เนาะချက်တီချက်တီတုံးလာချီတုံးနေတယ်ချီလေးဘုံတင်းစလုံးရှုံးတော့အဲ့တော့တတင်းလောက်တေးကြရတော့ဟုတ်တယ်ဆိုတော့အခုကမန်စတီးကလည်းပြန်လို့ထားတော့သူကလည်းအဲဟိုလီဗာပူးရဲ့စာရယ်အာဆနယ်ကိုပို့ပြီးတော့ပြေးပေးနိုင်တဲ့အတင်းလို့ဟိုယူဆတယ်သူရဲ့တိုက်စစ်ပိုင်းအိမ်ဝင် နှုံလောကနှုံနေရလဲကောင်းတယ်လို့ဒီပွဲမှာတူးကြတာကမန်စီးတီးကြောင့်ဘုံမုံဆိုရင်တူရငယ်နိုင်ဖြစ်နေတာဟုတ်လားဆောတွေ့နောက်ဆုံး16ကြိမ်ဒါဂွာဒီယိုလာကိလက်ထက်မှာအာ16ကြိမ်လောက်တွေ့15ကြိမ်လောက်နိုင်ပြီးတော့ဒီချိန်ပဲသူရှုံးတာဒါရှုံးတဲ့ဘောကလည်းဘုံမုံကွင်းမှာရှုံးသွားတဲ့အတွက်ကြောင့်မလို့ဟာဟိုဘယ်လိုပြောမလဲဆိုတော့မန်စီးတီးကွင်းမှာဆိုရင်မန်စီးတီးကအာဂွာဒီယိုလာကဘုံမုံကိုအမြဲနိုင်အမြဲနိုင်နဲ့ထားတဲ့အဆင့်လားတစ်ခုရောရှိတယ်ဆိုတော့ပြီးတော့ ဒါဂွာရီယိုလာနဲ့ဒါအီယာအိုလာနဲ့ထိတိုက်တွေ့ဆုံမှု9ချိန်ပါဆိုရင်ဂွာရီယိုလာ4ချိန်နိုင်ပြီးတော့အီယာအိုလာ2ချိန်ပဲနိုင်တယ်နိုင်တဲ့2ချိန်ကလည်းအဲဟိုအီယာအိုလာနိုင်တဲ့2ချိန်ကလည်းအိမ်ဝင်ဟိုဘောမော်ရေးပြီးပါမှာနော်အဲ့လိုဖြစ်နေတဲ့အတွက်ကြောင့်အစင်လာပိုင်းနဲ့နေထားပိုင်းမှာမန်စီးတီးကအရန်ကိုတာလွန်နေပြီးတော့ဟောသူကလည်းဖြစ်မနေဘူးပြန်လို့ထားအောင်ပဲဖြစ်နေတော့ကြောင့်ကျွန်တော်ကမန်စီးတီးဘက်တော့စိတ်ဝင်သွားဟာညာရဲ့ကျွန်တော်ကမန်စီးတီးဘက်တိုက်တယ်ဗျ ုံးတော့ရဲ့ဒီနောက်ဆုံးဒီရပြတော့ခဲ့တဲ့အဝေးဘွဲ့ကြီးတော့ပြန်ကြည့်မယ်။တန်တဲ့ဘိုင်းတိုက်တဲ့ဘိုင်းကတော့ကောင်းတယ်။ဒါပေမဲ့ခံတဲ့ဘိုင်းကဘိုးပြန်နေနေရတာတိတ်ကြီးအလုံးမပြည့်ဘူးဆိုတော့ဒီလားဒီလိုညီကခုမှပေါ့နော်လန်စီဒီတာတွင်းဝင်ရရင်ဒီကြားတဲ့ရင်ဆိုလို့ဘိုးပေါင်းရင်ဘိုးပြန်လိုက်ခင်လို့ဆိုတာဘယ်ဘုံမဲ့အမှားပဲမပါဘူး။ဒီတော့တော့ဒီ quality data တက်ပြောရတယ်မှာပါ quality data မှာပြန်နေနေစင်ဘုံဘောင်းရဲ့တိတ်အပြည့်လို့ねတော့လေးလုံးကဘူးတော့နေနေမှာပြန်ထားတယ်ပြီးတော့ဒီလာဝဲနှုံးထားတဲ့အနေထားနဲ့ ပြီးတော့အရင်ငယ်ဦးတဲ့အမှတ်တင်ကြဦးကျွန်တော်ဒီနားတော့ဒီဝဲလေးမှန်းစူးကြီးကြတော့အနည်းဆုံးတော့ဘူးနဲ့နားတော့ဟုတ်ပါဘူးဟုတ်ကဲ့အဲ့တော့တနင်္ဂနွေညရဲ့ကျွန်တော်တို့ပွဲတင်တဲ့ပွဲတွေနော်ဆက်နေတက်တော့7နိုင်မှကစားတဲ့ပွဲတင်ပွဲတွေဒီ machine နဲ့ဘုံပေါက်ဒါ bimax ပွဲတင်တဲ့ပွဲပါပဲအဲ့ပွဲတင်မှာတော့ဒါ machine ဘက်ကလည်းထက်ကအာဆင်နယ်ကိုအဲ့အမှတ်ကွာဟာချက်ကိုချင်းချောင်းမှုတော့ဒီပွဲတင်ကိုအနိုင်ရဖို့လို့တစ်ဖက်ကလည်းအာဆင်နယ်ကိုဒုတိယနေရာနေချင်းချောင်းနေတဲ့ဘုံပေါက်တို့ကလည်း၈ပွဲသက်ရှုံးဝဲမရှိတဲ့စံချိန်နဲ့ အဲ့ဒီဟက်ပွင့်မှာသွားကစားရမှာဆိုတော့အခါကျနှစ်သင်းဆုံးကတော့အနေထားရောလှပအဲ့ဒီအချိန်မှာတော့ကျွန်တော်တို့ရွေးချယ်လိုက်တာကတော့ဟိုမန်စီးတီးကိုပဲကျွန်တော်တို့ရွေးချယ်လိုက်ပါတယ်ဂူးမြူးမဲ့အနေထားကတော့ဒါကျွန်တော်ရဲ့အနေထားပဲဖြစ်ပါတယ်အဲ့တော့မန်စီးတီးနဲ့ဂူးမြူးနိုင်တဲ့အနေထားကိုပဲကျွန်တော်ရွေးချယ်လိုက်ပါတယ်